မကြသေးခင်ရပဲအာဆီယံထဲမှာအာဆီယံချဲဖြစ်တဲ့မလေးရှားနေပြီးတော့မြန်မာပြည်ကိုဝင်ညှိပေးတဲ့ပုံစံမျိုးတွေ့ရတယ်။အာပြီးခဲ့တဲ့လအချင်းနေဒါပေမဲ့ဒီနေ့ဒီချိန်မှာအခုဇက်တိုက်ဘုံကျင်းနေတဲ့ကိစ္စတွေကိုမလေးရှားရောအာဆီယံဘာမှဝင်ပြောတာကျွန်တော်မတွေ့ရဘူး။ဟလာဘေးပတ်ဝန်ကြီးနိုင်ငံတွေအကုန်လုံးကတိတ်ဆိတ်နေတယ်။ပြီးတော့ဒီချိန်ထဲမှာစစ်ကောင်စီကတရုတ်နဲ့ရုရှားရဲ့ရုပ်သေးရုပ်အဆိုးအလိုဖြစ်လာတယ်။ဆိုတော့သူကလည်းသူကလည်းသူ့မှာသူက ူ့ရဲ့အိမ်တွင်းရေးမှာစုဖက်မဲ့သူမရှိဘူးသူလုံးချင်တော့လှုပ်လို့ရတယ်ဆိုတဲ့သဘောမျိုးလည်းသူမှပေါက်သွားတာမျိုးပေါ့နော်ဆိုတော့အနောက်ကလည်းအနောက်ကလည်းပြိုလဲနေတဲ့ကာလပေါ့နောက်နိုင်ငံအစိုးရတွေကပြိုလဲနေတဲ့ကာလဒီနေ့ဒီချိန်မှာဒီမိုကရေစီတို့ human rights တို့ပြောမဲ့အစိုးရတွေလည်းနေပါလာတော့ကျွန်တော်တွေ့ရဒါသူ့ဘက်ကသူ့ဘက်ကအခွင့်ကောင်းယူယူလို့ရတယ်ဆိုတဲ့အတွေ့အမျိုးလည်းစစ်ကောင်စီဘက်မှာရှိနေတာပေါ့နော်ကျွန်တော်ပြောချင်တာပါလဲဆိုတော့ဒီချိန်မှာတိတ်ဆိတ်ငြိမ်သက်နေမယ်ဆိုရင်ဒီလိုလူမဆန်းလောက်ရတွေကိုလုံနေတဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ ်လက်နက်ကင်တက်စစ်ကောင်စီကိုလောက်ရက်တွေကိုမွေမမဲနဲ့ငြိမ်သက်နေမယ်ဆိုလေအဲ့ငြိမ်သက်နေတဲ့သူတွေဟာဒီရာဇဝတ်မှုတွေမှာပေါ်ဝင်ပတ်သက်အဘိအမြောက်လုံနေတဲ့သူတွေလို့ဟဟလာမြန်မာပြည်သူပြည်သားတွေရတယ်အဲ့လိုမြင်ကြရဲဆိုတော့သိဖို့လို့မယ်လို့ကျွန်တော်ထင်တယ်